ားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဒီမဲ့ဗီဒီယိုထဲမှာတော့ Gmail တစ်ခုကိုဘယ်လိုလုံးချုံအောင်ထားမလဲဒီအကြောင်းအရာတွေကိုတီးလို့စီမိတ်ဆွေနေနဲ့ Gmail ကိုကောင်းကောင်းထိမ့်သိမ့်တတ်မှာဖြစ်ပါတယ်ဟဲ့ကာရီလက်ထဲကနေအခုအချိန်မှာကြားဖြန့်ဟဲ့ကာပေါင်းစုံတွေအများများပါတယ်ဒီလိုမျိုးကြားမှာကိုယ့်ရဲ့ Gmail ကိုဘယ်လိုလုံးချုံအောင်ထားရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ Gmail ထဲမှာရောက်သွားတဲ့အချိန်မှာ ဒီအပေါ်ကအဝိုင်းလေးကိုနေရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော် magnet ရ Google account ကိုနေရမှာဖြစ်ပါတယ်ဒီ Google account ကိုတွားပြီးရင်ကျွန်တော်အနေနဲ့ personal information ကိုကျွန်တော်ဒီဒီနေရာနေ update ရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟာကကိုယ့်ရဲ့လုံခြုံရေးအတွက်အရန်လိုအပ်ပါတယ် ဒီမှာကျွန်တော်အနေနဲ့ email ကို နေတဲ့ခါကျရင်ဒီမှာ @recovery email ဆိုတာပေါ်မှာဖြစ်ပါလေကျွန်တော် account ကိုတနေရာမှာဝင်လို့ရှိရင် security စာကြောင်းတွေလုံခြုံရေးစာကြောင်းတွေသူတို့ပို့มาဖြစ်ပါတယ်ဒီနေရာမှာကိုယ့်ရဲ့တခြား gmail account မဟုတ်ရင်ကိုယ်ယုံကြည်ရတဲ့ငွေချင်း gmail account ကိုကျွန်တော်အနေနဲ့ recovery email မှာရေးရမှာဖြစ်ပါတယ် recovery email မှာ ကျွန်တော် email ကိုတရုတ်ရုတ်ဝင်သွားရင် ကျွန်တော်ပြန်ပြန်ရှာရအောင်လို့ကျွန်တော်တငယ်ချင်းရဲ့ gmail ကို ကျွန်တော်ရေးပါတယ်။ဒီမှာကျွန်တော် gmail တစ်ခုကိုရေးပါတယ်။ copy ကဲဆိုပြီးတော့အဲ့ဒါဆိုရင်သူအနေနဲ့အဲ့ဒီ gmail ထဲမှာကုတ်နံပါတ်ပို့ပါတယ်။ ုတ်က981180ဖြစ်ပါတယ်981180ဟုတ်ပါပြီရပါပြီကျွန်တော်အရင်နဲ့လုံခြုံရေးရပထမဆုံး recover လုပ်ဖို့ email ထည့်ပြီးတော့ပါပြီဒုတိယအနေနဲ့ကျွန်တော်ဒီ account ကိုတယောက်ယောက်ဝင်သွားလို့ရှိရင်ပြန်ရှာရလို့လေအောင်ဖုန်းနံပါတ်ထည့်ရမှာဖြစ်ပါတယ် ဒီမှာဒီဖုန်းနံပါတ်ကကျွန်တော်မြန်မာပြည်ကနေဖွင့်ထားတဲ့ဖုန်းနံပါတ်ဆိုတော့ကျွန်တော်အခုမသုံးတော့ပါဘူးအဲ့ဒါကြောင့်ကျွန်တော်ဒီဖုန်းနံပါတ်ကိုလဲလိုက်မှဖြစ်ပါတယ်ဒီနေရာဒီဖုန်းနံပါတ်ကိုကျွန်တော်မိတ်ဆွေအနေနဲ့ဖုန်းနံပါတ်မရှိသေးဘူးဆိုရင်ဒီမှာဖုန်းနံပါတ်အတိအကြီးရမှဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဖုန်းနံပါတ်အဟောင်းရှိပြီးသားဆိုတော့ကျွန်တော်မလေးရှားဖုန်းနံပါတ်နဲ့ပြောင်းမှဆိုတော့ဒီဘောပင်ကိုနေရမှဖြစ်ပါတယ်ဘောပင်နေပြီးတော့ တူပြီးထားတဲ့နိုင်ငံကိုကျွန်တော်ရွေးရမှာဖြစ်ပါတယ်။ update number ကိုနှိပ်ပြီးတော့ဒီမှာမြန်မာလမ်းမဟုတ်ဘဲနဲ့မလေးရှားလမ်းကိုကျွန်တော်ရွေးရမှာဖြစ်ပါတယ်။မလေးရှားမှာကျွန်တော်သုံးတဲ့ဖုန်းနံပါတ်39418033ကိုကျွန်တော်ပြီးပြီးတော့ဟုတ်တောင်းရမှာဖြစ်ပါတယ်။အော်ဒီဖုန်းနံပါတ်နဲ့ gmail တွေများစွာသုံးပြီးပြီဆိုပြီးတော့သူကသူ့အနေနဲ့ကုတ်မပို့ချင်တော့ပါဘူး။ဒါပေမဲ့ရပါတယ် ကျွန်တော် note ထုံးနံပါတ်အတူဝေလို့စီရင်ကျွန်တော်ပြန်ထားလိုက်တော့မယ်တတိယအချက်ကပါလဲဆိုတော့ကို email ပင်နေရာမှာဘယ်ဖုန်းထဲမှာဝင်လဲဘယ် device တွေမှာဝင်ထားလဲကျွန်တော်တို့ပြန်စစ်ရမှာဖြစ်ပါတယ်ဒီဟာစစ်ဖို့ရန် your device ဆိုတာကျွန်တော်နှိပ်ရမှာဖြစ်ပါတယ် your device ပြီးရင်ဒီမှာကျွန်တော်ဝင်ထားတဲ့ email ဝင်ထားတဲ့ဖုန်းတွေပေါ်မှာဖြစ်ပါတယ် ဒီမှာ techno spark file ကျွန်တော်အရင်ကတုံးထားတဲ့ဖုန်းကျွန်တော်မဝင်တော့ပါဘူးဒီဟာဒီဖုန်းကိုမတုံးတော့ဘူးဆိုတော့ကျွန်တော်ဆိုင်းအောင်လိုက်ပါတယ်ဒါဆိုရင် techno theme မှာကျွန်တော်မဝင်တော့ပါဘူးဒီဖုန်းတစ်ခု220916ကျွန်တော်လက်ရှိတုံးနေတာဖြစ်ပါတယ် Redmi Note 12ကိုလည်းကျွန်တော်တုံးတာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော် Gmail ကလုံခြုံပါပြီပြောရရင် အဘဲကမစူဝင်လို့ရတော့မှာမဟုတ်ပါဘူး။ဒီမှာသူ့အနေနဲ့ recover email လဲထည့်ထားတယ်။ recover phone number လဲပို့ထားတယ်ဆိုတော့ကျွန်တော် email က hacker တယောက်ဖြစ်ဖို့ဆိုတာမလွယ်တော့ပါဘူး။နောက်ဆုံးအနေနဲ့ကျွန်တော်ဒီ Gmail ဟာဘယ် app ဒီမှာသုံးလဲ၊ဘယ် website ဒီမှာသုံးလဲဆိုတာကျွန်တော်လုံခြုံရေးရပြန်စစ်မှဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်အနေနဲ့ security and science ဆိုတာနေ့ရမှဖြစ်ပါတယ်။ ဒီထဲမှာနေလိုက်ရင်ကိုပဲဖုန်းထဲမှာဝင်လေဒီခုနလိုပဲပေါ်ပါတယ်ဘယ် recovery email တုံးလဲဘယ် gmail တုံးလဲပြီးတော့ကျွန်တော်ဘယ် app ထဲမှာဝင်လဲဘယ် website ထဲမှာဝင်လဲဆိုတာကျွန်တော်စစ်လို့ရပါတယ်ဒီမှာကျွန်တော်ဒီခဲ့တဲ့လာတုံးက Alibaba မှာလည်းဝင်ထားတယ် audio ai facebook မှာလည်းဝင်ထားတယ်ဒီဟာဒီ app ဒီကျွန်တော်လက်ရှိအသုံးနေတာဖြစ်ပါတယ် မစ္စအနီနဲ့ဒီ app ထဲမှာကိုမတင်တာတဲ့ website တခုခုရှိလို့ရှိရင်ဥပမာကျွန်တော်ဒီ audio ai ကို hacker နေနဲ့လုတ်ထင်တယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီဒီဟာကို delete ပြီးတော့မတုံးတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့တချို့ app ဒီထဲမှာ hacker တွေတုံးထားလို့ပါတယ်အဲဒါကြောင့်ကို gmail က be website မှာဝင်လဲ be app ထဲမှာဝင်လဲဆိုတော့ကိုတတိထားပြီးသား အားလုံးပဲကြည့်ဦးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအစကနေအဆုံးထိကြည့်ပြီးတဲ့အကြောင်းမိတ်ဆွေအနေနဲ့မိတ်ဆွေရဲ့ Gmail တော်တော်လေးလုံခြုံသွားမယ်လို့ထင်ပါတယ်ကြည့်ဦးတင်ပါတယ်